ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကုတိုင်းအနောက်ချမ်းပေါင်းတယ်မြို့နယ်မှတ်တိုင်အုပ်စုတမန်ကြီးရွာက ကိုတန့်စင်ဦးဆိုတဲ့သူကိုမူရရန်ကောင်းမှုနဲ့ဖမ်းဆီးပြီးတဲ့နောက်ပိုင်းစစ်မှုထမ်းတပ်သားတွေအဖြစ်နဲ့အခြားကြီးရွာတွေကိုရောင်းစားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ9ရက်နေ့မန္တပိုင်းကကိုတန့်စင်ဦးကိုမူရရန်ကောင်းမှုနဲ့ရွာထဲကတိုင်တန်းနေဆိုပြီးတော့ပေါတော့ခမရ10ကတက်ချက်ကြော်ကြော်နဲ့အဖွဲ့က လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီးတော့နောက်တရက်မိသားစုကလိုက်သွားတဲ့အချိန်မှာတော့ဆွေမတန်းတင်တန်းကိုပို့ဆောင်လိုက်ပြီလို့ပြောဆိုခဲ့ကြောင်းမိသားစုနဲ့နှိဆက်သူကပြန်လည်ပြောပြထားပါတယ်။သူ့အမေကတော့ခဏထိန်းသိမ်းထားတယ်ပဲထင်တာပေါ့။နောက်ရက်အမှုပြေပြီထင်ပြီးတော့လိုက်သွားတော့တင်တန်းပို့လိုက်ပြီတဲ့။ပြီးရင်ဒီတက်ကိုပြန်ခေါ်ပေးမယ်ပြောပြီးတော့နောက်နေ့ရက်ကျတော့တက်တက်ကြော်ကြော်ကပဲငွေလေးသိန်းနဲ့စံတအိတ်ကိုမိသားစုကိုလာပေးသွားတယ်လို့မိသားစုနဲ့နှိဆက်သူကပြန်လည်ပြောပြထားပါတယ်။ကိုတန့်စင်ဦးဟာအသက်34နှစ်အရွယ်ရှိပြီးတော့အိမ်တော်နဲ့ကွင်းနေတာဖြစ်ပြီး အရက်တောက်တဲ့အခါမှာကြောင်သွားတတ်တဲ့အတော့ပြည်မျိုးနဲ့ဝတ်ထီးကံပြန်လဲထူထောင်ရေးစခန်းမှာနှစ်လတာအရက်ဖြတ်ထားရတဲ့လူဖြစ်တယ်လို့လက်ရှိမှာလဲစိတ်ကျမ်းမာရေးဆရာဝန်နဲ့ပြသနေရသူဖြစ်တယ်လို့သိရပါတယ်စိတ်ကျမ်းမာရေးဆရာဝန်နဲ့ပြနေရတဲ့သူပါသူကအရက်မတောက်ရင်ကောင်းပါတယ်မိသားစုတွေကတော့ပြဿနာလာရှာမှာဆိုးလို့ဘယ်သူကမှတရင်မပေးပဲငြိမ်နေကြလို့အဲ့လောက်ကြာသွားတာပါ သူ့အမေကစိုးလို့စစ်ထဲထည့်လိုက်တယ်ထင်နေတာပြည်သူစစ်အနေနဲ့ရောင်းစားခံလိုက်ရတာမသိဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ကိုတန့်စင်ဦးကိုဖမ်းဆီးသွားပြီးတဲ့နောက်ခမရ30ကနေအင်းမတက်ပြီးတဲ့နောက်မှာတော့ပြီးတော့နတ်တလေးမြို့နယ်ရုံးကိုပို့ကအဲ့ဒီခမ30မကြီးပင်ကွင်းရွာအုတ်ချုပ်ရေးမှုစီကိုစစ်ဗိုလ်တန်းလူစားထုတ်ဖို့ရောင်းစားခဲ့ကြတယ်လို့ဆိုပါတယ် မကြီးပင်ခွေးရွာအုပ်ကြီးကတော့မင်းကိုဒို့ရွာကအစားဝယ်လိုက်ပြီးကျန်တဲ့ကိစ္စတော့မသိဘူးလို့ပြန်လဲပြောဆိုခဲ့ပါတယ်။ခမရတဆက်တရင်မှုနဲ့တွေ့ကျင်တယ်ပြောတာလဲအတွေ့မခံဘူးလို့မိသားစုနဲ့ရင်းနှီးတဲ့သူတွေကပြောပါတယ်။လက်ရှိမှာတော့ကိုတန့်စင်ဦးကိုဖောင်ကြီးတင်တဲ့မှာပို့ဆောင်ထားပြီးတော့တက်ချက်ကြော်ကြော်ဆိုတဲ့မအေးဘေးကမိသားစုကိုအယုံသွင်းပြီးတော့လိန်လေထားဆက်ဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။